လာညာချမ်းလေးပါရှင်။နိုဝင်ဘာလ၁ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့ရင်လေးလေးထုံးပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရွှေဘုံမှာစစ်တပ်ခေရှိကဖျက်သွားတဲ့ပြည်သူတအူမိုင်းနှိမိပြီးပောက်ကွဲမှုဖြစ်ပွားကမိုင်းစားထိမှန်သိဆုံးတဲ့သတင်း။မန္တလေးဝိုင်းစိန်ရွှေဆိုင်ကရွှေတဲကမုံရွာမန္တလေးလမ်းမမှာပြန်ပြီးဆွဲခံရမှုနဲ့ပတ်သက်ပြီးစကိုင်းခရိုင်တရင်တက်ကထုတ်ပြန်ရှင်းလင်းတဲ့သတင်း နှစ်ပေါင်း40ကျော်နေလာတဲ့ရက်ကွက်ကိုခရိုနီတအူးကပိုင်ဆိုင်နေဆိုပြီးစစ်ကောမရှင်လာအောက်ခံပါလာကဖားတွေနဲ့ခရိုနီတွေကဖျားစီတီနဲ့ဘုံကြီးကျောင်းအပါအဝင် AJ 300ကျော်ကိုပူရိုဇာနဲ့ဖျက်ဆီးတဲ့တဲ့တင်အပြည့်ခတ်ရဲစဲရီလက်မှတ်ရေးထိုးထားတဲ့ TNN လေးကပြည်သူတွေကိုစီရေးသတိရှိကြဖို့နဲ့လေကြောင်းရံကာကွယ်ရေးအသိရှိကြဖို့သတိပေးတဲ့တဲ့တင်စစ်ကောင်မရှင်ကမြို့နယ်36မြို့နယ်ကိုအရေးပေါ်အခြေအနေဆက်လက်ကြီးညာပြီး ဆေးဥချုပ်ရေးအာဏာကိုတတ်ဆိုင်ရာတိုင်းမှုတွေကိုဆက်လက်အနှင်းနဲ့တည်ရင်ဖြူထိုင်းပါတီမှဝင်ကြီးချုပ်ဟောင်းပေတုံတန်နှုတ်ထွက်ပြီးနောက်ပါတီခေါင်းဆောင်အသစ်ခန့်အပ်တဲ့တည်ရင်မဟာဗျူဟာကြတဲ့ post crop မျိုးကိုရုရှားဘက်ကတင်ပိုက်နိုင်ခြင်းမရှိကြောင်းဇလန်စကီပြောတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရွှေဘိုမှာစစ်တပ်ခဲရှေးကဖျက်သွားတဲ့ပြည်သူတအူမိုင်းနှိမိပြီးပောက်ကွဲမှုဖြစ်ပွားကမိုင်းစားထိမှန်သိဆုံးတဲ့သတင်းကိုတင်ဆက်ပြပါမယ်ရှင်။သကိုင်းတိုင်းရွှေဘိုမြို့အမှတ်လေးရပ်ကွက်ကအသက်28နှစ်အရွယ်ကိုဇော်မျိုးထွန်းဆိုသူဟာအော်တိုဝါလာ26ရက်နေ့ည9:00နာရီအချိန်ခန့်မှာမြို့အဝင်မင်းကုန်းကြီးရွာစစ်ကော်မရှင်အထိုင်ကိတ်ရှိမှာဖျက်သန်းသွားလာချိန်မိုင်းနှိမိကပောက်ကွဲမှုဖြစ်ပွားပြီးမိုင်းစားထိမှန်သိဆုံးသွားခဲ့တယ်လို့သိရှိရပါတယ်။ ကားရီပိတ်နေလို့သူ့ကားကိုရွာရဲ့အနောက်ဘက်မှာရပ်ထားခဲ့ပြီးအင်ကိုလမ်းလျှောက်ပြန်လာချိန်မိုင်းနိမိခဲ့တာဖြစ်ပြီးဆေးရုံပို့မဲ့သူမရှိလို့နောက်တနေ့မှသာဆေးရုံကိုရောက်ရှိခဲ့ပြီးတိတ်ဆုံးသွားခဲ့တာလို့သိရှိရပါတယ်။ရင်ကျော်ပိတ်လို့သူ့ကားကိုမင်းကုန်းရွာအနောက်နားမှာရပ်ထားခဲ့ပြီးမြို့ထဲကသူ့အင်ကိုပြန်လာစစ်တပ်ကရှေ့ရောက်တော့မိုင်းနိမိတာအုံးဆိုအတန်အကျဲကြီးကြားလိုက်ရတယ်ဘသူမှသွားမကြည့်ရဘူးအထိုင်ကိတ်ကစစ်သားတွေကလည်းဘာမှမလုပ်ပေးဘူး တညာလုံးမိုင်းထီတန်ရနဲ့လဲနေတာမနက်7:00နာရီလောက်မှရင်းနဲ့စစ်သားတွေရောက်လာပြီးကားနဲ့ဆေးရုံကိုပို့တာဆေးရုံမှာတည်သွားတယ်လို့တည်ဆုံးသူရဲ့မိတ်ဆွေတဦးကမြို့တော်ကိုပြောဆိုထားပါတယ်ရွှေဘုံမြို့မှာည7:00နာရီနောက်ပိုင်းညမထွက်ရအမိတ်ရှိပေမဲ့အဆိုပါမိုင်းပေါက်ကွဲတဲ့ရက်ကရွှေဘုံမင်းကုန်စိတ်ခွန်မူကန်ကြီးလမ်းမိုင်းမှာရည်ကြောပိတ်ဆို့နေခြင်းဖြစ်လို့ကာသမားတွေခရီးသွားပြည်သူတွေနဲ့မြို့ခံပြည်သူတွေဟာ ည9:00နာရီကျော်မှမင်းကုန်းရွာကနေမြို့ရဲကိုဈေးဝယ်သွားလာရတယ်လို့သိရှိရပြီးပြည်သူတွေသွားလာချိန်မှာမင်းကုန်းရွာစစ်တပ်အထိုင်ကိရှိကမိုင်းပောက်ကွဲမှုဖြစ်တာလို့သိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုတ်အနေနဲ့မန္တလေးဝိဆိုင်ရွှေဆိုင်ရွှေတဲကမုံရွာမန္တလေးလမ်းမိုင်းမှာပြန်ပြီးဆွဲခံရမှုနဲ့ပတ်သက်ပြီးသခိုင်းခရိုင်တရင်တက်ကထုတ်ပြန်ရှင်းလင်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။သခိုင်းတိုင်းမုံရွာမန္တလေးလမ်းမိုင်းမှာမန္တလေးမြို့ဝိဆိုင်ရွှေဆိုင်က မုံရွာမြို့ဝိစိန်ရွှေဆိုင်ကိုရွှေ့ပိုးတယ်ရွှေတဲယူတဲ့ကားတစီးကိုအော်တိုဘာလ29ရက်နေ့မနက်ပိုင်းကမုံရွာမန္တလေးလမ်းမကညင်းမှုမြို့နယ်ဗရတိုင်းကြီးရွာအနီးမှာဆိုင်ဝင်တဲ့တဝူအပါအဝင်ကားတစီးကိုလက်နက်ကင်လူတစုကဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွားသွားတယ်လို့သိရှိရပါတယ်အဆိုပါဖမ်းဆီးခေါ်ဆောင်သွားမှုကိုစစ်ကောင်မရှင်လော်ဘီရဲ့ Telegram Channel တွေမှာစကိုင်းခရိုင် PDF တက်ရင်တက်ကပြုတ်လုခဲ့တာလို့လိန်လေဝါဒဖြန့်နေမှုကိုစကိုင်းခရိုင်တက်ရင်တက်ကပြန်လည်ရှင်းလင်းထားပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးစကိုင်းခရိုင်တရင်တက်ကစေအုပ်စုဟာမဟုတ်မမှန်သတင်းထုတ်ပြန်နေခြင်းသာဖြစ်ကြောင်းတရင်တက်ဟာတရင်တီထောင်နေနေ့ကစပြီးဒီကနေ့အချိန်ထိအပြစ်မဲ့ပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးခြင်းနှိပ်စက်ခြင်းတပ်ဖြတ်ခြင်းငွေကြေးတောင်းခံခြင်းပစ္စည်းယူခြင်းများပြုလုပ်ခဲ့ခြင်းလုံးဝလုံးဝမရှိခဲ့ကြောင်းတရင်အမည်ကိုအသုံးချပြီးပြုလုပ်နေသူတွေရှိနေလို့အတိပေးကြေညာချက်များထုတ်ခဲ့ရဘူးကြောင်း စကိုင်းခရိုင်တရင်တဲဟာတက်ထီတောင်ကြီးမှစပြီးစစ်ဖက်ဆိုင်ရာအမဲညွှန်ကြားချက်ဥပဒေများနဲ့အညီရပ်တည်နေတဲ့တရင်ဖြစ်ကြောင်းတရင်တဲဟာစစ်တိုက်တဲ့တရင်ဖြစ်ပြီးလူဖမ်းတဲ့တရင်မဟုတ်ကြောင်းတရင်တဲရဲ့တရင်မူဘိုးရက်ခါကအသိပေးထားပါတယ်။မုံရမန္တလေးလမ်းပေါ်ကစကိုင်းညင်းမူချောင်းစတဲ့လမ်းတစ်ချောင်းမှာစစ်ကောမရှင်တက်ရဲ့ကိစ္စကန်းတွေအများအပြားရှိပြီးခရီးသွားပြည်သူတွေကိုမကြာခဏဆစ်ဆေးငွေညစ်တာတွေနဲ့စက်ကြီးကောက်နေတာတွေရှိနေတာကြောင့် တော်လိုင်းတက်ကလောက်တာမဖြစ်နိုင်ကြောင်းဒေသခံတွေကလည်းသုံးသပ်ပြောဆိုနေကြပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့နှစ်ပေါင်း60ကျော်နေလာတဲ့ရက်ွက်ကိုခရိုနီတအူးကပိုင်ဆိုင်နေဆိုပြီးစစ်ကောမရှိလောက်ခံပါလာကဖားတွေနဲ့ခရိုနီတွေကဖျားစီတီတွေနဲ့ဘုံကြီးကျောင်းတွေအပါအဝင်အင်ဂျီ300ကျော်ကိုဘူရိုဇာနဲ့ဖျက်ဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းပြည်ကြီးတကူမြို့နယ်ငွေတော်ကြီးကုန်းရပ်ကွက်မှာရှိတဲ့နေအိမ်အလုံး300ကျော်ကို အော်တိုဘာလ30ရက်နေ့မနက်၈နာရီဝန်းကျင်ခန့်ကစပြီး31ရက်နေ့ညအထိဖြက်စီးနေပြီးပုဂ္ဂလိကတထေတူပိုင်းဆိုင်တာလို့သိရှိရပါတယ်။ဒုတ်ဓားကန်ဆောင်ထားတဲ့လူတစုကငွေတော်ကြီးကုန်ရက်ကွက်အကွက်အမတ်156ကကြီး156ခါခွေနဲ့156ကကြီးကနေအိမ်တွေကိုအော်တိုဘာလ9ရက်နေ့နောက်ဆုံးထားဖြက်ဖို့တိမ်တဆင်လိုက်လံကစပေးဝေခဲ့ပြီးအဲ့ဒီနေ့အထိဒေသခံတွေကဖြက်ပေးတာမရှိတာကြောင့် အော်တိုဘာလ22ရက်နေ့နောက်ဆုံးထားဖြတ်ပေးဖို့စာထပ်မှန်ပေးဝေခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်မရှင်ရဲ့အမိန်ခွင့်ပြုချက်လမ်းကြောင်းနဲ့နေအိမ်တွေကိုဖျက်ဆီးတာမျိုးမဟုတ်ပဲခရိုနီနဲ့လူမိုက်ပြူတွေကအုပ်စုဖွဲ့ကဝင်ရောက်ဖျက်ဆီးတာလို့ဆိုထားပါတယ်။2024ခုနှစ်လောက်ကလည်းစာတွေဝေတယ်ဖေပေးပေါ့။အဲ့ဒီနေရာတွေကဝေထားရတာပါ။တကွက်ကို300ကျော်ပေးပြီးအိတ်ဆောင်နေကြရတာအင်ဂျီအိမ်ကောင်းနေပါ။နောက်မှခရိုနီတတိယကပိုင်နာကိုတည်ကြရတာ။ ပထမဆုံး2024ကစာရီဝေတယ်။ဖဲ့ပြီးဖြူမဲ့ပါ냐ဆိုတော့တအိမ်ကိုလစဉ်3500အနည်းဆုံးစုပြီးပေးရတယ်။အခုအော်တိုဘာလမှာလာပြီးတော့ပက်ဆန်သူတို့ကိုစုမပေးတော့ဘူး။အရင်လိုလည်းမပေးဘူး။ဖဲ့လည်းမပေးတော့အခုလိုဘူရိုဇာနဲ့ထူတော့တာပါပဲ။ကျမတို့စီမှာဆစ်ဆောင်နေဝန်ထမ်းတွေရှိပါတယ်။အကုန်လုံးကအိမ်နေဝင်းတွေကိုတင်ရချီပေးဝယ်ပြီးစောင့်နေကြရတာပါ။နောက်မှဘသူပိုင်နာပါ냐လောက်တာ။ နေလာတာလဲနှစ်တည်းလဲကြာပါပြီလို့အိမ်ဖြူခံရသူအသက်32နှစ်အရွယ်မလုံးလုံးအမီလွဲကပြောဆိုထားပါတယ်စစ်ကောင်မရှိရဲ့အုပ်ချုပ်ရေးပိုင်းကယုံနေမှာဖြတ်မိတ်နေစတင်ထားတာမျိုးလဲမရှိသလိုလာရောက်ဖျက်ဆီးတဲ့သူတွေကအပြာဝိပြည်သူ့လုံခြုံရေးအဖွဲ့ပါလာကဖအမိခံတွေကလာရောက်ဖျက်ဆီးနေတာလို့သိရှိရပြီးရင်းနဲ့တက်မပါပဲဒုတ်သားကင်ကဖျက်ဆီးနေတာလို့သိရှိရပါတယ်သူတို့ဖျက်နေတာကိုဖုံးနဲ့ဓားပုံရိုက်တဲ့သူတွေကိုဖမ်းသွားတယ်ဘဲခေါ်သွားတယ်မသိဘူး အနာကတ်တဲ့သူဓာတ်နဲ့ခုတ်မယ်တကယ်ကယ်လုပ်တယ်။ကို့အိမ်ပါလို့မှရဲရဲတောင်မငွေရဲဘူး။ရှိတာလေးပိုက်ပြီးအဝေးကငေးကြည့်နေရတာ။ဖုန်းတော်ဖွက်ထားရတယ်လို့အိမ်ဖြက်စည်းခံရသူဒေသခံတအူးကထပ်မံပြောဆိုထားပါတယ်။မန္တလေးတိုင်းတာဝန်ရှိသူတွေကိုစတင်ခဲ့ပေးမယ်။မန္တလေးအစိုးရကမတိကျကျပြုကပြည်သူ့လုံခြုံရေးအဖွဲ့ပါလာကဖအမိခံအဖွဲ့တွေနဲ့လူမိုက်တွေကချက်မိတ်မပါဘဲဝင်ရောက်ဖြက်စည်းခဲ့တာဖြစ်ပြီးစစ်ကောင်မရှိရဲ့ခွင့်ပြုမိန်လည်းမပါဘူးလို့သိရှိရပါတယ်။ ငွေတော်ကြီးကုန်းရက်ကွက်မှာရှိတဲ့နေအိမ်အလုံး300ကျော်ကိုကျူးကျော်နေထိုင်သူတွေလို့သတ်မှတ်ပြီးဖျက်ပြီးပြောင်းပေးဖို့အော်တိုဘာလတရက်နေ့အထိ notice စာ3ချိန်အိမ်တွေကိုပို့တယ်။ပို့တိုင်းပတ်စံကောက်ပြီးပေးရင်မဖျက်ဘူး။အခုကမပေးတော့မှလာဖျက်ကြလား။စစ်တပ်နဲ့ရဲအစားအပြာဝတ်တွေကိုတုံးတာထင်တယ်။ကျွန်တော်တို့တီးတလောက်ကတော့ဖျက်ခွင့်အမိန့်နေလဲမပါပါဘူး။မန္တလေးတိုင်းကအစိုးရအဖွဲ့ရဲ့ခွင့်ပြုမိန့်လို့အုပ်ချုပ်ရေးလမ်းအတိုင်းစာရင်းနဲ့ဖျက်တာမျိုးမဟုတ်ဘူး။ခရိုနီနဲ့လူမိုက်တွေပေါင်းပြီးလုပ်တာမျိုးပါ။ အစိုးရဘက်ကမသိချင်အောင်ဆောင်ပေးထားမယ်ဆိုပြီးပြည်သူတွေကိုလှုပ်ချင်တယ်လို့လှုပ်သွားတာလို့တိတောက်ခန့်တဦးကထပ်မံပြောဆိုထားပါတယ်။ငွေတော်ကြီးကုန်းရက်ကွက်မှာအနှစ်30ကျော်40နီးပါးနေလာသူတွေဟာ2024ခုနှစ်မှာသူတို့နေတဲ့နေရာဟာခရိုနီတဦးပိုင်ဆိုင်တာလို့သိခဲ့ရပြီးတိမ်မောင်းတောင်းချီတန်တဲ့နေအိမ်အလုံးရာကျော်နဲ့နှစ်ထပ်ပြင်အောင်အိမ်တွေအပါအဝင် စစ်ကောင်မချင်းရဲ့ဝန်ထမ်းတွေနဲ့စစ်ဆောင်တွေအဝယ်ယူနေထိုင်နေတဲ့အိမ်တွေပါဖျက်ဆီးခဲ့ရပြီးဘုံကြီးကျောင်းတွေနဲ့ဇေဒီပထိုးတွေကိုပါဘူရိုဇာနဲ့ထိုးနေတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အပြည့်ခတ်ရစဲရီလက်မှတ်ရေးထိုးထားတဲ့ TNN လေးကပြည်သူတွေကိုစည်ရေးသတိရှိကြမှုနဲ့လေကြောင်းရဲ့အသိရှိကြဖို့သတိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNN လေးဟာပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့နဲ့28ရက်နေ့တွေက တရုတ်နိုင်ငံကုမင်းမြို့မှာတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျူးရဲ့ဂျားဝင်ညှိနှိုင်းမှုနဲ့စစ်ကောင်မရှင်တပ်ဖက်ကကိုယ်စားလှယ်တွေနဲ့ကိုယ်စိတ်မြောက်တွေ့ဆုံဆွေးနွေးမှုအပြီး29ရက်နေ့မှာစတင်ကနှစ်ဖက်အပြည့်ခတ်ရစေရေသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါသဘောတူညီချက်လက်မှတ်ရေးထိုးထားပေမဲ့ဒီကနေ့မှာပဲတောင်ပီကိုပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းစစ်ကောင်မရှင်က35ကြိမ်မြောက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ေဆုံးဒဏ်ရာရဥယျာဉ်နဲ့ပျက်စီးဆုံးရှုံးမှုတွေကိုထုတ်ပြန်ခဲ့ကမိဘပြည်သူတွေအနေနဲ့စစ်ကောက်မရှင်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ရန်စီရေးတရီအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ရန်လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ထုတ်ပြန်လာတာကိုလည်းတွေ့ရပါတယ်စစ်ကောက်မရှင်တပ်ဟာတအောင်းမြို့ကိုအော်တိုဘာလအတွင်းစောင်းမဲမြို့နယ်ကို၃ကျင်းနမတူမြို့နယ်ကို9ကျိန်မန်တုံမြို့နယ်ကို2ကျိန်မိုင်းလုံမြို့နယ်ကို5ကျိန်မိုင်းငေါမြို့နယ်ကို3ကျိန် နန်းဆန်မြို့နယ်ကို6ကျိန်၊မိုးကုန်းမြို့နယ်ကို4ကျိန်နဲ့မိုးမိတ်မြို့နယ်ကို9ကျိန်စုစုပေါင်း35ကျိန်မုံကျဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။အဆိုပါမုံကျဲတိုက်ခိုက်မှုကြောင့်တန်ဃာတော်2ပါး၊ကလေး10ဦး၊အမျိုးသား16ဦးနဲ့အမျိုးသမီး21ဦးသေဆုံးသွားခဲ့ပြီးတန်ဃာတော်6ပါး၊ကလေး26ဦးအမျိုးသား20ဦးနဲ့အမျိုးသမီး19ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်185လုံးစာတင်ကျောင်း9ကျောင်းဘုံကြီးကျောင်း9ကျောင်းကျောင်းဆောင်9ဆောင် အဆောက်အဦး6ခုမွေးမြူရေးချံ2ချံဆိုင်ကန်5ကန်လက်ဖက်ဆက်ရုံ1ရုံဆိုင်ကယ်၄စီးနဲ့ကား10စီးတို့ဘုံစားထိမှပျက်စီးသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်မရှင်ကမြို့နယ်63မြို့နယ်ကိုအရေးပေါ်အခြေအနေဆက်လက်ကြီးညာပြီးစေအုပ်ချုပ်ရေးအာဏာကိုတပ်ဆိုင်ရာ တိုင်းမှုတွေကိုဆက်လက်အငင်းနဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာဏာသိမ်းစစ်ကောင်မရှင်ဟာတိုင်းဒေသကြီးနဲ့ပြည်နယ်ကိုကူကမြို့နယ်63မြို့နယ်ကို အရေးပေါ်အခြေအနေကြီးညာခဲ့တာကိုနောက်ထပ်ရက်ပေါင်း90ဆက်လက်ကြီးညာလိုက်ပါတယ်။ဒီကြီးညာချက်ကိုမနေ့ကအော်တိုဘာလ31ရက်နေ့ရက်စွဲနဲ့ဥပဒေကဲ့သို့အာဏာတည်သောအမိတ်အမတ်တုံမြင့်ဆောင်2025ကိုကာလုံအနေနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီမြို့နယ်63မြို့နယ်ကိုပြီးခဲ့တဲ့ဇူလိုင်လ31ရက်နေ့ကအရေးပေါ်အခြေအနေအဖြစ်ရက်ပေါင်း90ကြီးညာထားတာဖြစ်ပြီးအခုတော့ဆက်ပြီးတက်တန်းတိုးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီလိုအရေးပေါ်အခြေအနေအဖြစ်တက်တန်းတိုးချောင်းကြီးညာထားတဲ့မြို့နယ်63မြို့နယ်ကိုစေယုတ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ပြီးစေယုတ်ချုပ်ရေးအာဏာကိုတပ်ဆိုင်ရာတိုက်စစ်ဌာနချုပ်စစ်တိုင်းမှုတွေကိုအနှင်းထားတာဟာဆက်လက်အတီးဖြစ်တယ်လို့တက်ချုပ်ရုံကစေယုတ်ချုပ်ရေးအမိန့်အမှတ်3025ကို အော်တိုဘာလ31ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။စေယုတ်ချုပ်ရေးဒေတာအတွင်းရှိဒေတာအာဏာပိုင်အဖွဲ့အစည်းအစီအစဉ်တို့ဟာ သက်ဆိုင်တဲ့လုပ်ငန်းတာဝန်တွေကိုသက်ဆိုင်ရာတိုင်းမှုတို့ရဲ့ကွက်ကဲမှုအရာဆောင်ရွက်ရမှာဖြစ်တယ်လို့သိရှိရပါတယ်။အဲဒီမြို့နယ်63မြို့နယ်တွေကအများစုကစစ်တပ်ဘက်ကလက်လွတ်ထားရတဲ့နေရာတွေပါ။တချို့မြို့တွေကြတော့မြို့ပေါ်လောက်ပဲစိုးမိုးနိုင်တာပေါ့။မြို့နယ်ဧရိယာနဲ့ချက်သွယ်မှုလမ်းကြောင်းတွေကိုတော်လှန်ရေးဘက်ကထိန်းချုပ်ထားတာမျိုးများတယ်။နေမြေရှင်းမရေးလုပ်တဲ့အခါဥပဒေမဲ့ကိစ္စတွေလုပ်ဖို့အတွက်စစ်တိုင်းမှုတွေကိုအာဏာပြန်အပ်တာမျိုးပေါ့။ လက်လွတ်ထားတဲ့မြို့တွေကြတော့ဘုံကျဲရုံကလွယ်ပြီးဘာမှမလုံးနိုင်ပါဘူးလို့စီရီယံဗိုလ်မှူးဆွေတော်ကမြို့တော်ကိုပြောဆိုထားပါတယ်။စီယုတ်ချုပ်ရေးကြီးညာထားတဲ့မြို့နယ်တွေမှာတပ်ဆိုင်ရာတိုက်မှုတွေဟာစီယုတ်ချုပ်ရေးဒေသအတွင်းစစ်နယ်မြေတွေတတ်မှတ်ပြီးစစ်နယ်မြေမှုတွေကိုတပ်ချုပ်ရဲ့သဘောတူညီချက်နဲ့စီယုတ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီးခံထားနိုင်ပါတယ်။တဆိုင်ရတိုင်းမှုတွေဟာစီယုတ်ချုပ်ရေးဒေတာအတွင် ဖြစ်ပေါ်နေတဲ့အခြေအနေအရရက်ကိုတက်ချုပ်ခံအစီရင်ခံရမှာဖြစ်တယ်လို့စီယုတ်ချုပ်ရေးအမိန့်အရသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖြူတိုင်းပါတီမှဝန်ကြီးချုပ်ဟောင်းပေတုံတန်နှုတ်ထွက်ပြီးနောက်ပါတီခေါင်းဆောင်အသစ်ခန့်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီတွေကတခုဖြစ်တဲ့ဖြူတိုင်းပါတီခေါင်းဆောင်အဖြစ်ဝန်ကြီးချုပ်ဟောင်းပေတုံတန်ရှင်နာဝက်ထရာနှုတ်ထွက်ပြီးနောက်ပါတီခေါင်းဆောင်အစ်ကိုရွေးချယ်ခန့်အပ်လိုက်ပါတယ်။လက်ရှိမှာတော့ဖြူတိုင်းပါတီဝင်တွေဟာဗန္နာရေးဝန်ကြီးဟောင်းဂျူလာပန်အမွန်ဘီဘတ်ကိုပါတီခေါင်းဆောင်အစ်အဖြစ်ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ပါတီရဲ့တရားဝင် Facebook စာမျက်နှာမှာအတည်ပြုထုတ်ပြန်ထားပါတယ်။ဒီပါတီကိုဝင်ကြီးချုပ်ဟောင်းတက်စင်ရှင်နာဘွတ်တည်ထောင်ခဲ့တာဖြစ်ပြီးတက်စင်ရဲ့သမီးဖြစ်သူအသက်36နှစ်အရွယ်ပေတုံတန်ရှင်နာဝထရာဟာကမ္ဘောဒီးယားနဲ့နေဆက်ပြဿနာမှာစင်ဝိတ်ချိုးဖောက်တယ်လို့ဆိုကဝင်ကြီးချုပ်အဖြစ်ကနေဩဂုတ်လအတွင်းကထုတ်ပယ်ခံခဲ့ရပါတယ်။ကမ္ဘောဒီးယားကလွတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့တယ်လီဖုန်းအသံဖိုင်ပေါက်ကြပြီးနောက်အခုလိုထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီးသူမဟာပြီးခဲ့တဲ့သတင်းပတ်တွေအတွင်း ပါတီရဲ့အကြီးအကဲအဖြစ်ကနေလည်းနှုတ်ထွက်ခဲ့ပါတယ်။ပါတီအကြီးအကဲအဖြစ်သူမရဲ့နှုတ်ထွက်မှုဟာပြူထိုင်းပါတီအပေါ်ဖြစ်နိုင်သေးရှိတဲ့ဥပဒေဆိုင်ရာစိန်ခေါ်မှုတွေကနေကာကွယ်ဖို့မဟာဗျူဟာမြောက်လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်းသုံးသပ်နေကြပါတယ်။ဒါဟာရှင်နာဝထရာမီသားစုရဲ့ထိုင်းနိုင်ငံရေးမှာဆယ်စုနှစ်များစွာလွှမ်းမိုးမှုကိုအဆုံးတတ်စေနိုင်တယ်လို့စောင့်ကြည့်လေ့လာသူတွေကသုံးသပ်ထားပါတယ်ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မဟာဗျူဟာကြတဲ့ post crop မျိုးကိုရုရှားဘက်ကသိမ်းပိုက်နိုင်ခြင်းမရှိကြောင်းဇလန်စကီပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အရှိဒိုနက်စကီဒေသမှာရှိပြီးဗျူဟာမြောက်မြို့တစ်ခုဖြစ်တဲ့ post crop မျိုးကိုရုရှားတပ်တွေကသိမ်းပိုက်လိုက်ပြီလို့မော်စကိုဘက်ကပြောဆိုချက်ကိုယူကရိန်းသမ္မတဗလာဒီမာဇလန်စကီကညင်းဆိုလိုက်ပါတယ်။တောက်ချာနေ့မှာသတင်းတောက်တဝူးကိုပြန်လည်ဖြေကြရမှာ။ လန်စကီကပူခရော့စ်ကိုဒီကနေ့တိမ့်ပိုက်တာမရှိပါဘူးလို့ပြောကြခဲ့ပြီးရုရှားတို့ကယူကရိန်းကိုအနိုင်ရနေတယ်ဆိုတာမှန်ကန်ခြင်းမရှိကြောင်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဒီဒေသမှာရုရှားတပ်တွေအများကြီးရှိပြီးရန်သူနဲ့အခြေအနေကမြို့ပတ်လေကနေရာအလုံးမှာတင်းမာနေတယ်လို့တော့ဝန်ခံသွားခဲ့ပါတယ်။ယူကရိန်းနိုင်ငံသားရေးဝန်ကြီးအန်ဒရီစီဗီဟာနဲ့လုံခြုံရေးဝန်ကြီးဘာစီမာလျူတို့အပါအဝင်တာဝန်ရှိသူတွေရဲ့တွေ့ဆုံပွဲကိုမီဒီယာတွေကိုစောင့်ကြည့်ခွင့်ပေးခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာရုရှားနိုင်ငံရဲ့ရေနံလုပ်ငန်းတွေအပေါ်တိုက်ခိုက်မှုတွေကိုတိုးမြှင့်လှုံ့ဆော်လျက်ရှိပြီးယခုနှစ်အတွင်းအောင်မြင်တဲ့တိုက်ခိုက်မှုပေါင်း160နီးပါးရှိခဲ့ကြောင်းမာလုကတွဲဆောင်ပွဲမှာပြောကြားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာရုရှားရဲ့ပြည်တွင်းရေနံသယ်ယူပို့ဆောင်မှုကို20ရာခိုင်နှုန်းအထိရော့ကျစေခဲ့ပြီးနိုင်ငံရဲ့စက်မှုလုပ်ငန်းတွေကိုတိတိတတ်တာထိခိုက်စေခဲ့တယ်လို့လည်းသူကပြောကြားခဲ့ပါတယ်ရှင်။မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးကြတာပါ ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရည်အတွက်အတွက်မှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။